KNU တမတ်တဲ့နယ်မြေခံတပ်ရင်းတွေထံစစ်မှုထမ်းပတ်စင်ရှိတင်တန်းစဉ်စစ်ကောင်စီတပ်သားအုပ်အလဲဝင်လာခဲ့တယ်လို့ KNU တထုံခရံတာဝန်ရှိသူတွေကတလွင်ထားမှုပြောပါရယ်။ပြီးခဲ့တဲ့ဧပြီလ၈ရက်နေ့မှာတထုံမြို့နယ်ကြာပန်းကျေးရွာခြေဆိုင်ခမာယာ236ကစစ်တင်တန်းစဉ်တပ်သားကျော်စုံးနဲ့သူရတော်နှုတ်ဦးဟာလက်နက်မဲ့အလဲဝင်လာခဲ့ကြတယ်လို့ဆိုပါရယ်။အဲ့ဒီတပ်သားအုပ်ဟာစစ်ကောင်စီလက်အောက်မှာစစ်မှုမထမ်းခြင်းနဲ့အတွက်အလဲဝင်လာတာဖြစ်ပြီးလောလောဆယ်နယ်မြေခံအဖွဲ့တွေထဲမှာရှိနေကြောင်း KNU တထုံခရံတာဝန်ရှိသူတို့ကပြော ပါတယ်။အဲ့ဒီအလင်းဝင်လာသူတပ်သားတို့အားရန်ကုန်မှာအလုံးလုံးနေတဲ့အချိန်2024အောက်တိုဘာလအတွင်းမှာစစ်မှုထမ်းဥပဒေနဲ့ဖမ်းဆီးခံခဲ့ရတဲ့တပ်သားတွေဖြစ်လာသူတွေဖြစ်ပါတယ်။ အခြေခံစစ်တင်နှန်းကိုတော့ရန်ကုန်တိုင်းရဲ့ရဲမော်တပ်မြို့တင်နှန်းကျောင်းမှာစစ်မှုထမ်းတင်နှန်းသား300နဲ့အတူနှစ်လခွဲတင်နှန်းတက်ရောက်ခဲ့ပြီးနောက်ခါမာယာ2369ကိုရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အလင်းဝင်လာသူ2ဦးကို KNU ဘက်ကအကောင်းမွန်စွာစောင့်ရှောက်ထားပြီးနေထိုင်စားတောက်ရေးစီစဉ်ပေးထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့ကလည်းတထုံအခြေစားအမှတ်၄ရနဲ့အမြောက်တပ်ကနေစစ်မှုထမ်းတင်နှန်းစဉ်စစ်ကောင်စီတပ်သား3ဟာလက်နက်တွေနဲ့အတူ KNU တပ်မတဲတရင်တွေထံအလင်းဝင်လာခဲ့တာလည်းရှိတယ်လို့သိရပါတယ်။